အနုပညာထဲမှာအညံ့စားအနုပညာထဲမှာအဖြင်းစားဝါရဖြန့်အနုပညာအဲ့ဒါနိုင်ငံရေးပဲအေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့တော်မှာတတိယလိုက် ကျွန်တော်နေစက်ရောက်သွားပြီလို့ထင်နေရမလားမတော်နိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာဘုမွေလင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တခုလည်းတော့မဟုတ်ဘူးဗျာ နေနေနေမာတိပါနေကွာဒါမဲ့လူငယ်တော်တော်များများနေရဆုခွာသွားကြတယ်ဟောအဲ့လိုဆုခွာသွားရအောင်လေဟိုတိုင်းကြီးကလုံးစုံပြည့်စင်နေတာမျိုးလည်းမဟုတ်ဘူးကွာတကွာပြောရင်လည်းငယ်လမ်းကြောင်းကိုရောက်သွားပြီကွာဒီချက်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့လူပညာရှင်တွေအားလုံးဒီနေရာမှာသုတွေတွေ့မြင်နေရတာကျွန်တော်တို့ တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူအေးတူပူများအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာဆရာကျွန်တော်တို့ခုလောက်မလို့ရလားမသိဘူးဒီရေးကောက်ကြရအတူအောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော် အတူရောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်တယ်မှာမဟုတ်လို့လေဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကံကိုတော်တော် တင်းကျပ်ထားရလို့သိရပါတယ်ဒီတိုင်းကြီးရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြင်ကြည့်ရအောင်တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းဒီသူတွေအတူ အေးတူပူမြအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါ Oh my god ဒါနဲ့ဆံမလို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆံဆံမလည်းမရှိကြဘူးလားအင်းရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကြောင်းဆံမဆိုရဲစိတ်နဲ့ကိုတပည့် ကိုကြောင်းဆိုရဲစိတ်နဲ့ပဲကြောင်းကိုပြန်ရောက်လာကြတာပြီးတော့ပေါင်းပြီးအောင်ရပါမယ်အောင်ရပါမယ်ဘွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးကြီးကတော့ နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်။ဒီခန်းကိုဖျားဒီခန်းကိုဖျားကိုမကြိုက်တာဖြတ်ပြောမယ်မကြိုက်ဘူးဟုတ်တယ်နော်ဟုတ်တယ်လားဖြတ်ပြောမယ်မကြိုက်ဘူးဟုတ်တယ်လားဖြတ်ပြောမယ်ဒါပဲကြိုက်လားဒါဒီတုန်းကတော့လှုပ်တုန်းကလှုပ်ပြီးအခုကြတော့မှကျွန်တော်တို့နိုင်ငံရေးမလှုပ်ပါဘူးလို့ဆိုတော့ကျွန်တော်ဖြင့်တနာလိုက်တာသူတို့ကိုလေ